ဗီရမောစိတ်ဝင်စားတဲ့ညီတော်နောင်တော်တွေရော တက္ကရာကမှအားလုံးကျေးဇူးပါတယ်။ဒီနေ့ဦးစင်ဆွေးနွေးတော့မှာကတော့အဘိဓမ္မထသင်္ချူချမ်းကိုဆွေးနွေးပြီးတော့မှာဖြစ်ပါတယ်။ဒီအဘိဓမ္မကိုလေ့လာခြင်းအဖြစ်ဗာကြီးကျူးစီတွေရနိုင်တယ်ဆိုလို့ရှိရင်ဒါမိမိတို့ရဲ့စိတ်အကြောင်းတွေခန္ဓာအကြောင်းတွေကိုအများကြီးသိသွားနိုင်တဲ့ကျူးကျေးစီတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ ပထမဆုံးဒီအဘိဓမ္မထသင်္ဃဟဆိုတာကတော့ပါဠိပုတ်စုတစုပေါ့အဲ့ဒါကိုပုတ်ခွဲကြည့်မှဆိုလို့ရှိရင်အဘိဓမ္မအထသံဃဟဆိုပြီးတော့ကျတော့ပုတ်ခွဲလို့ရတယ်အဘိဓမ္မဆိုတာကတော့အဘိဓမ္မတရားတော်ရဲ့အထအနတ္တိပဲအကျယ်များကိုတန်အကျဉ်းချုပ်ရဲ့ဃယူရဖြစ်တော့ကျမ်းညမလိုလူရင်းတိပဲကတော့အဘိဓမ္မဒေသနာတော်ရဲ့အနတ္တိပဲအကျယ်များကိုအကျဉ်းချုပ်ပြီးတော့ယူတော့ယူရဖြစ်တဲ့ကျမ်းကိုအဘိဓမ္မကျမ်းပေါ့ ဒါအဘိဓမ္မာဆိုတာကဒါမြတ်စွာဘုရားဟောတော်မူခဲ့တဲ့ဒါပိဋကသုံးပုံတွေကဒီအဘိဓမ္မာပိဋကဆိုတာရှိတယ်အဲဒါမှမှာဘိဓမ္မာခုနှစ်ကျမ်းထဲမှာမှာဒီအဘိဓမ္မာတသင်္ချုံကျမ်းကိုလေ့လာခြင်းအပြင်ဒီခြုံငုံမိနိုင်တယ်ပေါ့နော်နောက်တစ်ခုကဒီအဘိဓမ္မာတသင်္ချုံကျမ်းကိုလက်သန်းအဋ္ဌကထာလို့လည်းပဲခေါ်ဆိုလို့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီလက်ငါးချောင်းရှိရဆိုလို့ရှိရင်လက်မလက်ညိုလက်ကလေးအစရှိတဲ့ကတော့ဆိုတော့ ဘိဓမ္မာခုနကျမ်းကလာတဲ့အထာဂရကျမ်းတွေနဲ့တူပြီးတော့ဒီအဘိဓမ္မာသင်္ချိုကျမ်းကလည်းတော့လက်တန်းလေးနဲ့တင်စားပြီးတော့ကျတော့သူ့ကိုလက်တန်းအထာဂရလို့လည်းပဲခေါ်ဆိုလို့ရတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီအဘိဓမ္မာထဲမှာဆိုလို့ရှိရင်ဒါအပိုင်း၉ပိုင်းရှိတယ်ပေါ့ပထမဦးဇင်းဦးဇင်းတို့ကတော့စိတ်ပိုင်းကိုရင်းစုံလေ့လာမယ်ပေါ့နော်စေပန်းကိုမလိလာခင်ဒါအဘိဓမ္မာပဲရဲ့အနှစ်ချုပ်လို့ပဲပြောပြောဒါပရမတ်ထဒီလောကရဲ့အနှစ်ချုပ်ကိုလည်းပြောလို့ရတယ်ပေါ့ အဲ့ဒါကတော့ပရမတ္ထတရား၄ပါးရှိတယ်တတ္ထဝုဒ္ဓဘိဓမ္မတ္ထစတုဒ္ဓပရမတ္ထတောစိတ်တံစေတသိကံရူပံနိဗ္ဗာနမိတိတပ္ပတာတတ္ထဆိုတာကတော့ဒီအဘိဓမ္မာထဲမှာဆိုလို့ရှိရင်ဝုဒ္ဓဆိုအပ်ကုန်သောဝုဒ္ဓဘိဓမ္မတ္ထကိုပုတ်ခွလိုက်တော့ဝုဒ္ဓ အဘိဓမ္မတ္ထအဘိဓမ္မတ္ထဆိုတာကတော့အဘိဓမ္မာရဲ့အနက်ပေါ့နော်အဲ့အနက်တည်းကပရမတ္ထတော့ပရမတ္ထအားဖြစ်ဆိုလို့ရှိရင်စိတ်တံစိတ်စေတသိက်ကံကတော့စေတသိက်ရူပံကတော့ယုတ်နိဗ္ဗာန်ဆိုတာကတော့နိဗ္ဗာန်နိဗ္ဗာန်မီတိကိုသူ့ကိုလည်းပဲပုတ်ခွဲထုတ်လိုက်လို့ရှိရင်မာလေးကနေကိတ်ဖြစ်သွားတယ်ဒီသေးတွေနေဖြစ်သွားနိဗ္ဗာန်နံဣတိဆိုပြီးတော့ပြောတာနိဗ္ဗာန်ဟူ၍ သဗ္ဗတာအလုံးစုံအပြည့်စတုတာ၄ပါးရှိတယ်၄ပါးအပြားရှိတယ်ပေါ့အဲ့၄ပါးကရောက်တော့စိတ်စိတ္တသက်ရုပ်နိဗ္ဗာန်ပဲနော်ဒီထဲမှာထူးခြားတဲ့စကားလုံးကရောက်တော့ပရမတ္ထတော့ပရမတ္ထဆိုတဲ့ပုဂ္ဂိုလ်ခွဲလိုက်လို့ရှင်ပရမအဋ္ဌဆိုပြီးတော့နှစ်ပုဂ္ဂိုလ်ခွဲလိုက်ရတယ်ပရမဆိုတာမြတ်တော့တဏီအချုပ်ဗရာဏဖြစ်တော့အဋ္ဌဆိုတာကတော့အနက်ပေါ့ဟောလောကမှာ ဒီဘလို့ပဲအမိနာမတင်ညာတွေပေါ့နော်ရေမီတောတောင်လူပုတ်ကိုမြို့နေရာဒေသဘလောက်ပဲအမိတင်ညာတွေကွဲကွဲသူ့ကို အချုပ်အပြည့်ခေါ်လိုက်မယ်ဆိုလို့ရှိရင်စိတ်အာယုံကိုတည်ခြင်းသဘောတရားစေတသိက်ဆိုတဲ့ဒီစိတ်မှာမှီပြီးတော့ဖြစ်ပေါ်တဲ့ခံစားချက်တွေမှတ်သားတဲ့အားတွေပေါ့နော်ပြီးတော့ကျတော့ယုတ် ဒီအပူအေးစာတော့ဆက်ညင်ပဲအကြောင်းများကြောင့်ဖောက်ပြန်တတ်တဲ့သဘောတရားဒီခန္ဓာကိုယ်ရဆိုလို့ရှိရင်အပူအေးကြောင့်ပဲဖြစ်ဖြစ်အစာတော့အာဟာရကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်ကြောင်းတဲ့တတ်တယ်ပြီးတော့ကျတော့နိဗ္ဗာန်ဒုက္ခခတ်တဲ့အေးနိယာဖြစ်တဲ့သဘောတရားလောကီမှာကျုပ်လိုက်လို့ရှိရင်ဒီပရမတ်ထတရား၄ပါးပဲရှိတယ်နောက်တစ်ခုကတော့စိတ်ပိုင်းပေါ့တထစိတ်တံတာဝစတုပိတံဟောတိကာမဝဆရံရူပဝဆရံအရူပဝဆရံ နောကုတ်ဒရင်စီတီတဲ့တထဒီတင်းကြိုထဲမှာဆိုလို့ရှိရင်ဒီဗိဓမာထဲမှာဆိုလို့ရှိရင်စိတ်တံစိတ်တရားပရမဝိဇ္ဇုံပေါ့နော်စိတ်တရားပါလေစိတ်တွေရှိလဲဆိုလို့ရှိရင်ကာမဝဆရံကာမဝဆရစိတ်ရှိတယ်ရူပဝဆရံရူပဝဆရစိတ်အရူပဝဆရံအရူပဝဆရစိတ်လောကုတ်တရင်စတရင်စကိုပုတ်ဖြစ်လိုက်လို့ရှိရင်တရင်စီတီကိုတရင်စအီတီဆိုပြီးတော့ကျတော့ ဒရန်စာအီတီဆိုပြီးတော့ကျတော့ဘုဖြက်လာရရလောကုဒရာစိတ်ဆိုပြီးတော့ကျတော့စတုပ္ပိတံဟောတိ၄ပါးရှိတယ်ဟောတိရဖြစ်တယ်စတုပ္ပိတံလည်း၄ပါးအပြားရှိတယ်အဲကျတော့ဒီကာမဝဆရစိတ်ကိုဒီအနလလောက်ကြည့်မယ်ဆိုလို့ရှိရင် ကာမအဝဆရကာမဆိုတာကဒါတာဥစဉ်လို့နေထိုင်ရကာမဘုံအဝဆအဝဆိုတာကတက်ဝင်ရဆရဆိုတာဖြစ်တဲ့ဆိုရင်ကာမဘုံမှာ သက်ဝင်ရဖြစ်တဲ့စိတ်ဆိုတာဒီကာမဘုံမှာအဖြစ်များတဲ့စိတ်တွေပေါ့နော်ဖြစ်တတ်တဲ့စိတ်တွေရူပဝဆရာစိတ်ဆိုတာကတော့ရူပဘုံ၌ဖြစ်တတ်တဲ့စိတ်တွေအရူပဝဆရာဆိုတာကတော့အရူပဘုံမှာသက်ဝင်ရဖြစ်တတ်တဲ့စိတ်တွေလောကုတ္တရာစိတ်ဆိုတာကတော့ဒီဘုံ၃ပါးနေပြီးတော့ကျတော့နော်လောက၃ပါးမှာလွန်မြောက်ပြီးတော့ကျတော့ဖြစ်တတ်တဲ့စိတ်တွေဒါရီကတော့ဒီစိတ်ပိုင်းထဲမှာလေ့လာရမယ့်အပိုင်းတွေပေါ့အနည်းထမ်းပေါ့နော် နောက်ကတော့ဒီအာဟုဇေစိတ်12ပါးရှိတယ်ပေါ့အဲအာဟုဇေစိတ်12ပါးထဲမှာမှလောဘမှုစိတ်10ပါးရှိတယ်အဲလောဘမှုစိတ်10ပါးကတထကတမံကာမဝဆရံတထဆိုတဲ့ဒီစိတ်ထဲမှာဒါမှမဟုတ်လေဒီအဘိဓမ္မာသဘောတရားထဲမှာဆိုလို့ရှိရင်ဒီကာမဝဆရစိတ်တရားကတမံဘာတွေလဲတဲ့ဘာလဲဆိုရင်သောမနတသာဂတံဒေတိကတတံပြုတ်တံအသင်္ခါရိကအမေကံ သတင်္ကာရိကမေကံတောမနတသဟကတံဒေတိကတဝိပယုတံအသင်္ကာရိကမေကံသတင်္ကာရိကမေကံဥပိ္ပခာသဟကတံဒေတိကတသံပယုတံအသင်္ကာရိကမေကံသတင်္ကာရိကမေကံဥပိ္ပခာသဟကတံဒေတိကတသံပယုတံအသင်္ကာရိကမေကံသတင်္ကာရိကမေကံတိဣမာနိအထာပိ လောဘတာဂတစိတ်တန်နေနာမပါဠိတွေများပြီးတော့ဒါကြီးလည်းပဲဟိုနားမလဲဆိုပြီးတော့ကြောက်မှသွားရနော်ဒါညမမှုပြုတ်ပြီးတော့ကြလိလာလိုက်မယ်ဆိုလို့ရှိရင်လွယ်လွယ်လေးရဲ့ဒီမှာလောဘမှုစိတ်၈ပါးကပထမဦးဆုံးနံပါတ်၁လောဘမှုစိတ်ကဘာလဲဆိုလို့ရှိရင်သောမနန္တသာဂတံကိုဘယ်လိုဖတ်မလဲသောမနန္တသာဂုတ်ဆိုပြီးတော့တခြားမြေနဲ့ငါးသက်တွေထည့်လိုက်အောင်ဒေတိကတအတံပယုတ်တံကိုလည်းပဲဒေတိကတအတံပယုတ် အသင်္ခါရိကမေကံကိုပို့ပြလိုက်တော့ကျတော့အသင်္ခါရိကံဧကံဒီမာလေးကတိတိတိနေပြတယ်ပြတော့ကျတော့ဧကံဆိုတာသင်္ချာရသဘောတရားပြောတစ်ကိုပြောရတယ်။အဲကျတော့ပထမဆုံးလောဘမှုစိတ်ကသောမနန္တသာကိုဒေဋိကတသံပယအသင်္ခါရိကတခုပေါ့ဧကံတခုဒါကတော့ပထမလောဘမှုစိတ်။ဒုတိယလောဘမှုစိတ်ကအသင်္ခါရိကနေရာမှာသသင်္ခါရိကတွေပြောင်းထလိုက်အောင်မယ်။သောမနန္တသာကိုဒေဋိကတသံပယသသင်္ခါရိကစ တစ်ခုပေါ့နောက်ခရီးသွားပြီသုံးမြောက်ကသောမနတသာကိုဒိဋ္ဌိကတဝိပယအသင်္ခါရိကတစ်ခုဟောလေးခုမြောက်ကအသင်္ခါရိကနေရာမှာတသင်္ခါရိကလည်းထည့်လိုက်အောင်မယ်သောမနတသာကိုဒိဋ္ဌိကတဝိပယတသင်္ခါရိကတစ်ခုဟောဒါလေးခုပြီးသွားပြီထို့တူပဲသောမနတနေရာမှာဥပိ္ခာရိပြောင်းထည့်လိုက်အောင်မယ်ဥပိ္ခာသာကိုဒိဋ္ဌိကတတံပယအသင်္ခါရိကတစ်ခု ောက်6ခုမြောက်ကဥပိ္ပခာသာကိုဒေဒီကတအတံပယောသတင်္ကာရိကတခု9ခုမြောက်ကဥပိ္ပခာသာကိုဒေဒီကတဝေပယောအတင်္ကာရိကတခု10ခုမြောက်ကဥပိ္ပခာသာကိုဒေဒီကတဝေပယောသတင်္ကာရိကတခုဆိုပြီးတော့ကျတော့ဣမာနိဒီလောဘသာဂတစိတ်တာနိ ဒီလောဘမွေးစိတ်တရားဆိုလို့ရှိရင် အထဘယ်နှပါးရှိလဲဆိုလို့ရှိရင်၈ပါးပဲရှိတယ်အဲဒါကြောင့်ဒီမထူးခြားတဲ့ဒီစကားလုံးလေးကခွဲကြည့်မယ်ဆိုလို့ရှိရင် လောဘတာဂတစိတ်တာလောဘဆိုတာလောဘတာဂတဆိုတော့ဘုခွဲလိုက်လို့ရတယ်လောဘဆိုတာလောဘနဲ့တဟအတူတကွကတဖြစ်တဲ့စိတ်တွေပေါ့လောဘဖြစ်တဲ့အခါမှာဆိုလို့ရှိရင် ဖြစ်တတ်တဲ့စိတ်တွေဥပမာဆိုလို့ရှိရင်ဒီအဓိပ္ပာယ်လေးကဘာလဲဆိုလို့ရှိရင်သောမနတ္တသားကိုဒိဋ္ဌိကတတံပြီးအတင်္ခါရိကဒါတွေက နှစ်သက်ဝမ်းမြောက်စွာနဲ့သောမနတ္တဆိုနှစ်သက်ဝမ်းမြောက်ပြီးတော့ကြတော့နော်ဒီကုသိုလ်ကိုအကုသိုလ်ထင်အကုသိုလ်ကိုကုသိုလ်ထင်ပြီးတော့ကြတော့သူတို့ကမတိုက်တွန်းမနဲ့အသင်္ခါရိကဆိုမတိုက်တွန်းမနဲ့အကုသိုလ်တွေကျူးလွန်တာတို့နောက်တစ်ခါတော့အသင်္ခါရိကသူတို့ကတိုက်တွန်းလို့အကုသိုလ်တွေလောက်လာတယ်ဝမ်းမြောက်ဝမ်းသာနဲ့အကုသိုလ်လောက်လာတယ်အဲ့လိုတွေသဘောတရားတွေရှိရပါတော့ အဲ့ကြတော့ဒီဝေဒနာတို့ခွဲကြည့်မှန်းဆိုလို့ရှိရင်ဒီထဲမှာဝေဒနာတို့ခွဲမှန်းဆိုလို့ရှိရင်ဒီခံစားချက်ဝေဒနာဆိုတာခံစားချက်တွေပေါ့နော်သုံးနှစ်သက်နှစ်သက်ဝမ်းမြောက်ပြီးတော့ကျတော့အခုတည်းပြုလို့သာရှိတယ်ဥပေက္ခာဆိုတဲ့နှစ်သက်ဝမ်းမြောက်တာလည်းမဟုတ်ဘူးမနှစ်သက်ဝမ်းမြောက်တာလည်းမဟုတ်ဘူးဒီတိုင်းပဲဒူဒူဝင်နေပေါ့နော်ပြုလို့ရတဲ့အခုတည်းရှိတယ်အခံစားချက်တွေရှိတယ်အဲ့ဒါကိုခွဲကြည့်မှန်းဆိုလို့ရှိရင်ဒီမှာလောကမှုရှင်ပါတယ်မှာသုံးနှစ်သက်က၄ပါးရှိရယ်နော် ချရေးပြီးတော့ကျွန်တော်ခွဲကြည့်ပေါ့ဥပ္ပခာလည်းပဲနေပါရှိတယ်။အနောက်တစ်ခုကတော့ခုနပြောတဲ့ဒီတမ်ပုဒ္ဒါဆိုတဲ့ယောဂဗေဒအဖြစ်ရှင်ခြင်းသဘောတရားပေါ့နော်။ဒီဟိုအကုသိုလ်ကုသိုလ်နဲ့အကုသိုလ်ကုသိုလ်ထင်ပြီးတော့ကျတော့လွတ်လိုက်တဲ့အရာကုသိုလ်အကုသိုလ်ထင်ပြီးတော့လွတ်လိုက်တဲ့သဘောတရားတွေအဲ့ဒါတွေကိုယောဂဗေဒအဖြစ်ခွဲမှကြည့်ရလို့ရှိရင်ဒီမှာလောမုဒေရှိပါတယ်မှာကြည့်လို့ရှိရင်တမ်ပုဒ္ဒါက၄ပါးရှိတယ်ဝေပုဒ္ဒါက၄ပါးရှိတယ် ာတို့ကတော့သူများတိုက်တွန်းတာတွေမတိုက်တွန်းတဲ့ဆိုတော့သင်္ခါရဗေဒပြည့်ခွဲကြည့်မယ်ဆိုလို့ရှိရင်အသင်္ခါရိကကလည်းပဲ၄ပါးတသင်္ခါရိကကလည်းပဲ၄ပါးရှိတယ်ပေါ့နော်အနာဒေါသမှုစိတ်၂ပါးဒေါမနတသာကတံပဋိကတံပြုတ်တံအသင်္ခါရိကအမေကံအသင်္ခါရိကအမေကံတိဣမာနိထွေပိပဋိကတံပြုတ်တစိတ်တာနိနာမ ဘာသာမူစိတ်နှစ်ပါးကဘာလဲဆိုလို့ရှိရင်ဒေါမနတတာဟကတံကိုဒေါမနတတာဟကုတ်ပဋိကတံပြုတ်တံကိုပဋိကတံပြုတ်အတင်္ခာရိကမေကံကိုပုတ်ခွဲလိုက်မယ်ဆိုလို့ရှိရင်မာလေးကတိတိတဲ့ဖြစ်သွားမှာအတင်္ခာရိကံဧကံအတင်္ခာရိကအတင်္ခာရိကစိတ်ကိုရွာပဲတခုပေါ့အဲ့ဒါနံပါတ်1ဒေါသမူစိတ်ကဒေါမနတတာဟကုတ်ပဋိကတံပြုတ်အတင်္ခာရိကတခု ဒုတိယကအသင်္ကာရိကနေမှာတသင်္ကာရိကတွေပဲပြောင်းထည့်လိုက်အောင်မယ်ဒေါမနန္တတာကိုပဋိကသံပယုတ်တသင်္ကာရိကတခုဆိုပြီးတော့ကျတော့ဒီဒေါသမှုစိတ်ကဆိုလို့ရှိရင်တွေးပြီးနှစ်ပါးရှိတယ်တဲ့ဒီထဲမှာထူးခြားတဲ့စကားလုံးကပဋိကသံပယုတ်တစိတ်ပဋိကသံပယုတ်တစိတ်ဒါနိနာမကိုပို့ခလိုက်တော့ပဋိကသံပယုတ်တစိတ်ဒါနိနာမပေါ့ပဋိကဆိုတာဒေါသကိုပြောတာပဲဒေါသ ဖြစ်တဲ့ဒေါသဖြစ်ရမှာပါဝင်တဲ့စိတ်တွေပေါ့နော်ဒီထဲမှာဝေဒနာဝေဒနာအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်ခုနခံစားချက်ဒီမှာတော့ဒေါသကတော့ဒေါသဝေဒနာပဲနှစ်ပါပေါ့နော်အဲဒါဆိုတော့ဒေါသနဲ့ရှင်တဲ့ဟာကတော့တံပြုတ်တာကတံပြုတ်ကလည်းပဲနှစ်ပါရှိတယ်တိုက်တွန်းတာနဲ့မတိုက်တွန်းတာဆိုလို့ရှိရင်တစ်ပါးရှိတယ်တိုက်တွန်းတဲ့အခါဖြစ်တယ်ဒေါသကမတိုက်တွန်းတဲ့အခါသဘောတရားဖြစ်တယ်အဲဒါဆိုတော့တစ်ပါးရှိပါတယ်ပေါ့နော်သင်္ခါရတံပြုတ်ကနှစ်ပါးပါတယ် အဲ့ဒါမောဟမုစိဆက်သွားမယ်မောဟမုစိနှစ်ပါးထဲမှာဆိုလို့ရှင်လည်းပဲဥပေက္ခသာကတံဝိစီကိစ္စတံပယုတ္တမေကံဥပေက္ခသာကတံဩဒိသတံပယုတ္တမေကံတိဣမာနိဒွေပိမောမူဝစိတ်တာနိနာမအဲ့ဒါမောဟမုစိနှစ်ပါးထဲမှာလည်းပဲပရမမောဟမုစိကဥပေက္ခသာကိုဝိစီကိစ္စတံပယုတ် တခုပေါ့တံပြုတ်တအမေကံကိုတံပြုတ်တံအေကံအေကံဆိုတာတခုပြောနော်အေကဒုတိယကမောဟမစိကဥပိ္ပခာတာကိုဝိစကိစ္စတံပြုတ်တခုအာတခုပေါ့နော်မောဟဆိုတဲ့အတိုင်းပဲသူရဲ့ဝေဒနာဘလိုဝေဒနာအေဖြစ်မလဲဆိုလို့ရှိရင်ဥပိ္ပခာဝေဒနာဖြစ်မှာလားဝမ်းရဝမ်းသာတယ်မဟုတ်ဘူးမဝမ်းရမဝမ်းသာတယ်မဟုတ်ဂျားထဲမှာပေါ့နော်ဒီက neutral သဘောမျိုးပေါ့ဥပိ္ပခာဝေဒနာနဲ့ရှင်ပြီးတော့ကြတော့ဝိစကိစ္စဆိုတာကတော့ဒါတန်တရားတွေဖြစ်တယ် ဘုရားဆရာဆိုတာပြန်နေတာဒါတဲ့မောဟမှုစေရလက္ခဏာတွေပေါ့နော်အဲ့တော့ဒီထဲမှာမောဟမှုကစိတ်တာနေနာမဆိုတဲ့ပုံကိုခွဲကြည့်မယ်ဆိုလို့ရှိရင်မောဟမူဟမောဟကလည်းပဲဒီတွေးဝေတာပဲမူဟလည်းပဲတွေးရပဲဒီတွေးဝေရမှာဖြစ်တတ်တဲ့စိတ်တရားပဲဆိုလို့ရှိရင်နှစ်ပါးရှိပေါ့နော်အဲ့ကြတော့ဒီအကုသိုလ်စိတ်ကိုပြန်ပြီးတော့ကြတော့ဏိကုံးပြန်ချုပ်ကြည့်မယ်ဆိုလို့ရှိရင်အိစေဝံ တပ္ပတာပိဒွာဒတ္တကုတလစိတ်တာနိနာမပိစေဝံဆိုရဲဒီလိုဤတို့ပေါ့နော်ဒွာတပ္ပတာရိအလုံးစုံအဖြစ်ဆိုလို့ရှိရင်ဒွာဒတ္တကုတလစိတ်တာနိကိုလည်းပဲပုတ်ပြန်ခွဲရမှာဒီတန်းရိုးရိုးကြည့်မယ်ဆိုလို့ရှိရင်12ပါးသောကုသိုလ်ဆိုတဲ့ဘောမျိုးဖြစ်လာဒီအဲ့လိုမဟုတ်ဘူးနော်ဒွာဒတ္တကုတလစိတ်တာနိကိုပုတ်ခွဲလိုက်ရင်ဒွာဒတ္တအာကုတလစိတ်တာနိအကုသလစိတ်တာနေတာအကုသလစိတ်ကဆိုလို့ရှိရင်ဒွါဒတ္တဘယ်နှပါးရည်လဲ 12ပါးရှိတယ်တတ္တ30ဒွာတို့ဒွိတို့ဒွေတို့ဆိုတာနှစ်ကိုပြောနော်အဲဒါတော့ပြန်ပြန်ရေးတော့လိုက်မှာဆိုလို့ရှိရင်12ဆိုတာအခုဆိုလို12ပါးဟာတမတ်တာနေပြီးပြီတဲ့ဖတ်သင်္ကာကာရဆိုတာကဒါဒီအခုဆိုလို့12ပါးကိုလည်းပြန်ပြီးတော့အချင်းချုံထားတာပေါ့နော်ပြန်ပြီးတော့အချင်းချုပ်ကြည့်လိုက်မှာဆိုလို့ရှိရင်အထတာလောဘမူလနေလောဘမူလနေဆိုလောဘမူစိတ်ကိုပြောတာအထတာဆိုတာ၈ပါးရှိတယ်တဲ့ဒေါသမူလနေဆိုဒွိတာ ဒေါသမူလနေဆိုတာဒေါသမူစိတ်ကိုပြောတာပဲဒွိတာနှစ်ပါးရှိတယ်တဲ့မောဟမူလနေစဒွေတိမောဟမူလနေဆိုတာမောဟမူစိတ်ကလည်းပဲဒွေနှစ်ပါးရှိတယ်ဒွာဒတ္တကုတလာပုတ်ခွဲရမယ်ဆိုလို့ရှိရင်ဒွာဒတ္တအာကုတလာအာကုတလာအာကုဆိုစိတ်ကဒွာဒတ္တ၁၂ပါးရှိတယ်တဲ့နော် အဲ့တော့ဒီထဲမှာကတော့ထူးခြားတဲ့စကားလုံးတွေကဘာပါလဲဆိုလို့ရှိရင်အာကုတ္တလစိတ်တာနဲ့ဒေါဒတ္တအကုတ္တလအာကုတ္တလစိတ်တာနဲ့ဒီပုံကိုလေအာကရဲ့သူကတော့ပုတ်ခွဲလိုက်မယ်ဆိုလို့ရှိရင်အာရဲ့ကုတ္တလရဲ့အာဆိုတာကတော့မဟုတ်တာပေါ့နော်ကုတ္တလဆိုတာကတော့အပြစ်ကင်းတာအဲ့ကြတော့နောက်ခုပေါ်လိုက်တော့အာကုတ္တလဆိုတာအပြစ်မကင်းတဲ့သဘောတရားတွေပေါ့နော်ဒါတွေလိုက်တယ်ဆိုလို့ရှိရင်စိတ်မချမ်းသာတဲ့သဘောတရားတွေစိတ်အငြိကြီးတဲ့သဘောတရားတွေပေါ့ ဟုတ်ပြီဒါတွေကိုပြီးပြီးသားပြန်လေ့လာတဲ့ဟာတွေကိုပြန်ပြီးတော့တည်ခွဲကြည့်မယ်ဆိုလို့ရှိရင်ဒီအကုသိုလ်စိတ်ကိုတည်ခွဲကြည့်မယ်ဆိုလို့ရှိရင်ဝေဒနာဆိုတဲ့လူတွေမှာဖြစ်တတ်တဲ့ခံစားချက်တွေနဲ့ဝေဒနာသူ့အုပ်စိုးနဲ့သူပြန်ခွဲလို့ရတယ်ဇာတိဝေဒနာဆိုတဲ့သူ့ရဲ့အမျိုးအစားတွေနဲ့ပဲခွဲလို့ရတယ်သင်္ခါရဝေဒနာဆိုတဲ့ဒီတိုက်တွန်းခြင်းမတိုက်တွန်းခြင်းသဘောတရားတွေလည်းပဲခွဲလို့ရတယ်ပြီးယောဂဝေဒနာဆိုတဲ့ဒီကုသိုလ်နဲ့အကုသိုလ်နဲ့ရှင်ခြင်းသဘောတရားတွေမရှင်ခြင်းသဘောတရားတွေကိုပြန်ခွဲကြည့်မယ်ဆိုလို့ရှိရင်ဝေဒနာဝေဒနာအဖြစ်သောမနတဝေဒနာက၄ပါးဥပေက္ခဝေဒနာက နှစ်ပါးအစောရေဒေါမနတဝေနာကနှစ်ပါးဥပေက္ခဝေနာ6ပါးပေါင်းဆက်နှစ်ပါးပေါ့နော်ဇာတိဗေဒဆိုတော့အမျိုးအစားပြောခွဲမှန်ဆိုလို့ရှိရင်ဒါကတော့ရှင်းပါတယ်အခုဆိုစိတ်ကတော့အခုဆိုစိတ်12ပါးပဲသင်္ခါရဗေဒဆိုတဲ့ကြတဲ့တိုက်တွန်းရမတိုက်တွန်းခြင်းနဲ့ခွဲမှန်ဆိုလို့ရှိရင်အသင်္ခါရိက9ပါးတသင်္ခါရိက9ပါးသင်္ခါရဝိမုတ်ကသင်္ခါရဝိမုတ်ဆိုတာသင်္ခါရမပါတာပေါ့နော်ဒီမောဟမှုစိတ်တွေမှာဆိုရင်သင်္ခါရမပါဘူးအဲဒါသင်္ခါရဝိမုတ်က9ပါးပေါင်းနဲ့12ပါး ယောဂဗေဒလို့ခေါ်မယ်ဆိုလို့ရှိရင်တံပြုတ်က၈ပါ၊ဝေပြုတ်က၄ပါ၊ပေါင်းလိုက်တော့၁၂ပါပေါ့နော်။ကြည့်အားလုံးကြည့်ကြမှာ channel လို့ရဆန္ဒပြုကြပါစေ။ကြည့်ဒီနေ့တော့ဒီလောက်ပဲနော်။